အမွာကုံဝန်ကိုကျမ်းမာစွာမဆောင်ရှောက်နိုင်တဲ့ပိုးချပြုခင်ကိုထင်မှားတဲ့ပုံစံနဲ့တုတ်ပြန်လိုက်တဲ့အကိုထုံးတတိကြီးကိုထုံးနဲ့မင်းသမီးပိုးချပြုခင်တို့ဇနီးမောင်နှံကတော့ရေခဲတောင်ထိသွားပြီးတော့အမွာကုံဝန်ရှောင်းအောင်ယူလာနိုင်နေဆိုပြီးဝမ်းသာနေတာဖြစ်ပါတယ် ဒါပေမဲ့လေတကယ်တမ်းမှာတော့အဲ့ဒီမှားကိုဝန်ကိုကောင်းစွာနဲ့ထင်းသေးဆောက်ရှောက်နိုင်စွမ်းမရှိခဲ့ပါဘူး။အခုဆိုရင်စစ်ဆေးမှုတွေထပ်မံပြုလုပ်ခဲ့ပြီးနောက်ပိုင်းမှာအမှားကိုဝန်မဟုတ်ဘဲနဲ့ရင်သွေးငယ်လေးတယောက်ပဲကျန်းမာစွာနဲ့တက်ရှင်နေကြောင်းသိလိုက်ရတာဖြစ်ပါပြီ။ဒါကြောင့်ရာခဲလာတဲ့အမှားကိုဝန်ကိုကောင်းမွန်စွာနဲ့ထင်းသေးဆောက်ရှောက်နိုင်စွမ်းမရှိပြီးဆုံရှုံလိုက်ရတဲ့ဇနီးတွေပို့ချပြုခင်ပေါ်မှာအကိုထုံးကတော့ခုလိုမျိုးနီးလန်းနဲ့တုတ်ပြန်လာခဲ့တာဖြစ်ပါပြီ။အကိုထွန်းအားဆိုရင်အရင်ဇနီးတွေလေကလေးသောင်းရောင်ရရှိထားပြီးတော့ပို့ချပြုခင်းတဲ့လေတားလေးစင်ဦးကိုမွေးဖွားထားခဲ့ပါတယ်။ ဒါရီမကနောက်ထပ်တစ်စိမ်အမွာကိုဝန်ကိုရရှိပြီဆိုတဲ့အတွက်ငါဟဲ့ကိုထွန်းဆိုပြီးတော့အရန်ကိုဝမ်းသာကုန်နေတာဖြစ်ပါတယ်။ဒါကြောင့်ပျော်ရွှင်စွာနဲ့ကြောလုံးထုတ်နေခဲ့ပေမယ့်အခုချိန်မှာတော့သူတို့မျိုးလင့်ထားခဲ့တဲ့အမွာကိုဝန်ဟာလုံးဝကိုမဆင်မပြေကြောင်းသိလိုက်ရတာပါ။ပထမဆဆချင်း အမောကွန်ရရှိတယ်ဆိုပြီးဓာတ်မှန်ရှိုက်ပြီးတဲ့အချိန်ကလေးကနောက်ထပ်စစ်ဆေးမှုတွေပြုလုပ်ခဲ့တဲ့အချိန်မှာကလေးတယောက်ကဆင်မပြေကြအောင်တည်ရတာဖြစ်ပါတယ်။ဓာတ်မှန်ထဲမှာတော့ရှင်မွားအိတ်နှစ်ခုနဲ့အချင်းတစ်ခုပါဝင်နေတာကြောင့်အမောကွန်ဆိုပြီးတော့စစ်ဆေးမိပေမဲ့ကလေးတယောက်တည်းနှလုံးခုန်တန်းကိုပဲကြားရတာလို့ဆိုပါရီ။ဒါကြောင့်ဂျန်နေကလေးတယောက်တွေစိုးရိမ်နေတာဖြစ်ပြီးနှစ်ဘက်ကြားမှာထပ်မံပြီးတော့စစ်ဆေးမှုတွေပြုလုပ်ဖို့စီစဉ်ထားတာဖြစ်ပါတယ်။ဒီကြားထဲမှာလေပို့ချပြုခင်တရားအရန်ကုန်မှာဆရာငယ်စွာနဲ့ကလင်းငယ်လေးတွေကျမ်းမာစီဖို့အတွက်ဆူတောင်းပေးနေခဲ့ပေမယ့်အဆင်မပြေခဲ့ပါဘူး။ ဦးချပြုခင်ဟာအစွမ်းကုန်ယူဆိုင်ခဲ့ပေမဲ့လည်းထပ်မံပြီးတော့စစ်ဆေးမှုတွေလုပ်တဲ့ချိန်မှာကလေးတယောက်ပဲကျန်းမာစွာနဲ့အသက်ရှင်ခဲ့တယ်လို့သိရပါပြီ။အစားတော့ကတော့အမွာရှင်သွေးလေးဖြစ်နိုင်ပေမဲ့ကျန်းမာရေးဆင်မပြေမှုတွေကြောင့်အခုလိုမျိုးကလေးတယောက်ပဲအသက်ရှင်ခဲ့တာပါ။ဒါကြောင့်ဦးချပြုခင်လည်းအင်မတန်ကိုမှဝန်းနေတဲ့ချိန်အကိုထွန်းကတော့ပြစ်တင်တာမျိုးလုံးဝမရှိပဲအချစ်တွေပို့ပြီးတော့တုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ စနေတဲ့လေကဒီချိန်မှာအားငယ်ဆုံးဖြစ်နေမှသိရတဲ့သူမကိုဘီနာကနေစိတ်တည်ငြိမ်အောင်လို့ကြိုးစိုက်ပေးနေခဲ့ပါရီ။ဒါရီမကတထေးကြီးဆိုတဲ့ထုံးစံတိုင်းတံမိုးကြီးလက်ဆောင်တွေနဲ့စိတ်ပျော်ရွှင်အောင်လို့ကြိုးစိုက်ပေးနေရကိုတွေ့ရပါရီ။သူတို့လေအမွာကိုဝင်ကိုရရှိမယ်ဆိုရင်တော့လိုချင်ပေမယ့်အခုလိုမျိုးကံမကောင်းစာနဲ့လွဲချော်သွားတဲ့ပုံမှန်လေးဘသူကမှအပြစ်မတင်ဘူးလို့ဆိုပါရီ။အခုကြံရှိနေတဲ့ကလေးကလေသူတယောက်တည်းချစ်ခင်ခြင်းနဲ့တွေ့တယောက်တည်းရောက်လာတာဖြစ်မယ်လို့ပဲယူဆထားခဲ့ကြပါရီ။ဘလို့ပဲဖြစ်ဖြစ်ဒီရေသွေးလေးကိုတော့ကျမ်းမာစာနဲ့မွေးဖွားနိုင်ဖို့တွေ့ဆက်လက်ပြီးတော့စောင့်ရှောက်ပေး မှာပဲဖြစ်ပါရည်။ဒါကြောင့်အခြားကိစ္စတွေစီတည်းမထည့်တော့ဘဲကိုယ့်ရဲ့ဘိုက်ထဲမှာကျန်ရှိနေတဲ့ရင်သွေးလေးကိုအကောင်ဆုံးမွေးဖွားနိုင်အောင်ပဲကျူးဆိုင်ကြဖို့တွင်အကောထွန်းကဘီနာကနေအားပေးကူညီခဲ့တာပါ။အခုလိုမျိုးအမွာကောဝင်ကိုဆုံးရှုံးလိုက်ရတဲ့ဇနီးတယ်လေးကအားငယ်နေတဲ့ချိန်အပြည့်မမြင်မီအားပေးကူညီနေတဲ့အကောထွန်းရဲ့စိတ်ဓာတ်လေးကတော့တကယ့်ကောမှလေးစားစရာကောင်းလာပါရည်။ ဒါကြောင့်ပိုးချပြုခင်လဲခင်မွန်ကောင်းပြီးသားပြီးနားလေမိုးပြေးရှိတဲ့အကိုထွန်းရဲ့မြေတားတွေကြောင့်အရန်ကြီးစစ်ပင်မခန်းနေစရာမလိုပဲနေရှင်သေးလေးကိုဆောက်ရှောက်ဖို့တွေအားအင်ပြေးဖြစ်သွားခဲ့ပါပြီအမကောဝင်ကိုဆုံရှုံလိုက်ရှာပြီးရှင်သေးလေးတယောက်တည်းကိုပဲကဲတင်နိုင်လိုက်တဲ့ပိုးချပြုခင်တွေအာဖီစကားလေးတွေကိုလည်းပြောခဲ့ပေးပါအောင်ရှင်အာဖီနဲ့ဆင်ခဲ့ကြတဲ့အတွက်ပရိသတ်တယောက်ချစ်စီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီသည်နဲ့တူပြန်လာခဲ့ပါအောင်ရှင်